ကဲနည်းနည်းရကရွှေစကားငွေစကားအစီအစဉ်လေးကိုစောင့်ဆိုင်းနေကြတဲ့မိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆောင်းဆောင်တော်မူနိုင်ကြပါစေကံညာဝရိယဉ္ဇလုံးအကောင်အောင်လဲကျူပါတော်မူနိုင်ကြပါစေအမှန်တကယ်မင်္ဂလာပေါင်းခါညောင်းအောင်လဲကျူပါတော်မူနိုင်ကြပါစေလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ခင်ဗျ လူငယ်တွေကျွန်တော်တခုခုပြောတယ်ဟောတယ်ဆိုတဲ့အခါကျတော့အချစ်ရေးအိမ်အောင်ဘက်ဖူးစာဘက်တိကျညတယ်လူကြီးတွေအမေးတော့နှဲပါတယ်ဒါပေမဲ့ဒါနဲ့နှွယ်ပြီးတော့စီးပွားဘက်လည်းရွေးလို့ရတယ်ကို့ဘဝမှာလက်တော့ရွေးခွင့်ရှင်ရွေးနိုင်တော့ကောင်းတာပေါ့နော်ရွေးခွင့်မရှိတော့လဲကြုံရတဲ့ကြုံလို့ပဲလောက်ကြမှာပဲအစင်တဲ့သွားတယ်လည်းအပေါက်လန်းတဲ့တယ်လည်းတဲ့ပေါ့မတဲ့ဘူးလည်းမတဲ့ဘူးပေါ့နော်အဲ့ဒါ ဲ့တော့အဲ့ဒီနီးလေးဒီနေ့လက်ဆောင်ပါပါမယ်သို့တော့ကျွန်တော်ကြိုပြီးစကားပြင်ခန့်ညနာကအဓိကလူငယ်တွေစိတ်ဝင်စားလို့ကိုယ့်ခြေသူရေးစားခဏခဏမေးကြတယ်ဓမ္မရေးစားဗာနေသမီးပါဗာနေသားပါကျွန်တော်ရေးစားဗာနေသမီးပါဆရာဖူးစားပြီးအိမ်နောက်ဘက်နဲ့ရွေးလို့ရလားပါညာဒါပေမဲ့ကျွန်တော်တွေ့ကြုံပြောပြမယ်ကျွန်တော်ဟောကန်းမှာဟောကန်းဖွင့်တဲ့အချိန်တော့လာလာမေးကြတယ်ဆရာကျွန်မရေးစားဗာနေသားအိမ်နောက်ဘက်တဲ့လားနဲ့လားဆရာ အကျွန်တော်မေးတယ်ကဲမသိမှုဆိုရင်လည်းမလုပ်မယ်လေဟိဟိတဲ့နင်အဲ့ဒါဆိုလာကိုမမေးနဲ့လေဘာဟိဟိလဲနော်တက်တဲ့ရှာအယိုးမရှိတိုင်းလာမေးတာဝေးတင်စရာကိုလာပြီးအလုတ်လျှော့အောင်နော်ကျမအိမ်တော့အဲ့ဒါဘာနေသားနဲ့တဲ့လာစရာအိမ်တော့မတဲ့လားကဲမသိမှုဆိုရင်လည်းမလုပ်မယူတော့ခဏမိခလုတ်ပေးလို့ကွာခဏပြတ်ပြီးနင်းနဲ့ငါဇင်ယုံကြီးပြောလိုက်လို့ဝေးကြပြီမပေါင်းတော့နင်းနဲ့နင်းတော့အိမ်တော့ဘက်ဖြစ်မစင်းတော့လောက်မှလာဟိဟိနင်းပါအဲ့တော့ ဒီဆွေမတော်သားမဆက်အဝေးရဘေးလင်းဆရာမပြောနဲ့အိမ်ကလူချင်းပြပါစကားတော့မင်းတို့နားထောင်တာမဟုတ်ဘူးဟဲ့မင်းကြီးသားဘာမလို့ညာမလို့နော်ဘလို့ဖြစ်လို့ညာလို့ဖြစ်လို့ညာလို့ဖြစ်လို့နင်းအဲ့ဒါသဘောမတူဘူးကန့်ကွက်တဲ့ဆွေဆွေကမျိုးကန့်ပြသေကန့်ပြပဲနော်အိမ်မော်တက်မလာနဲ့အဲ့ကောင်နဲ့ညာရင်တော့ပြောလဲပဲပြောဘတော်ပဲမင်းတို့လောက်ကြတာလေလို့အဲ့ဒါကိုလာပြီးဘေးလင်းဆရာကိုလာလာပြီးနင်းရှာအယုံမရှိတိုင်းလာပြီးတဲ့သူနဲ့တက်လာမတက်ဘူးလားလာမေးတယ်မတက်ဘူးဆိုလည်း ဟဲ့မတက်လဲယူမှာဆိုပြောတာအဲ့တူတူကတော့ဘာဖြစ်ဖြစ်ယူမယ်တာလှုပ်လိုက်ပြီးတော့နော်ဘာဖြစ်ဖြစ်ယူမယ်တာလှုပ်လိုက်ပြီးတော့ကဲဟုတ်ပါပြီအဲ့တော့စကားပလင်ကျွန်တော်ကြိုခံနေတာကလူငယ်တွေပြန်စင်းသားနော်ကိုကကိုလည်းပြန်စင်းသားအိမ်တော်ဘက်အဖြစ်နဲ့ရွေးတဲ့မရေးတဲ့မေးပြီးတော့ဘေးရင်ဆရာမတည့်ဘူးဆိုရင်မယူဘဲနေမှာလားပြန်စင်းသားနော်အဲ့တော့အဲ့တော့ဘေးရင်ဆရာကလည်းပြောမယ်ဒီဘဝမှာဖုဥသာရှင် ိမ်တောင်ပဲရွေးတာနဲ့ပတ်သက်လို့ကျွန်တော်စကားလည်းနားမထောင်ပါနဲ့ကျွန်တော်စကားနားမထောင်ပါနဲ့လုံးဝနားမထောင်လူကြီးမိပါဆရာသမားတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေစကားလည်းနားမထောင်ရပါနဲ့အမလီနားထောင်ပါဆိုလည်းထောင်မှာမဟုတ်တာနော်အဲ့ဒီကိစ္စနဲ့ပတ်သက်လာရင်မိမိတို့ရဲ့အုံနောက်မိမိတို့ရဲ့နှလုံးသားနဲ့ပဲအပိုင်ဆုံးဖြတ်ကြပါကဲအဲ့ဒါပဲတိုက်တွန်းလိုက်ပါတယ်နော်ပေးရင်ဆရာစကားနားမထောင်နဲ့သူကျွန်တော်စကားပေါ့နားမထောင်နဲ့ကျန်တဲ့လူကြီးပြပါဆရာစကားလည်းနားမထောင်နဲ့ကိုနှလုံးသားကိုအုံနှောင်းနဲ့အပိုင်သာရွေးပါ တကယ်လို့များကို့ရွေးထားတဲ့ဖူးစာဘက်ကဘီလင်ကိန်းအရာလဲကောင်းနေဆိုရင်တော့အိုးအတိုင်းနဲ့အလုံးတခုနဲ့ကိုကကောင်းပြီးသားပိုကောင်းအောင်မယ်ပျော်ပါပါကြီးဆက်ပြီးရှောက်လန်းကြရအောင်မယ်ပေါ့တကယ်လို့များကို့ရွေးချယ်ထားတဲ့ကို့နှစ်သက်သဘောကျတဲ့ဖူးစာရှင်ကကို့ချစ်သူရည်သားကဘီလင်ဆရာကလုံးဝသဘောမတူပါဘူးအဲ့ဒါဘလို့မှအဆင်မပြေနိုင်ပါဘူးဆိုခဲ့ရင်ရောကိုကြိုက်လို့ကတော့ရဲရဲတင်းတင်းသာရွေးပါဆုံးပြပါ ဗီဒင်ကင်းရမကောင်းမှုဆိုတော့လည်းပြီးမှကောင်းအောင်ပဲဆက်ကြိုးစားကြတာပေါ့နော်အဲ့တော့သဘောတရားလေးတစ်ခုပြောပြမယ်ဆိုကြပါစို့ကိုချစ်တဲ့လူနဲ့ဗီဒင်စရာမကောင်းမှုပြောတယ်လူကြီးမိဘတွေကသဘောမတူဘူးပြောလို့ဝေးရတယ်ချစ်သူနဲ့ကိုယ်ကွင်းရတော့ဒုက္ခအငြခံစားရမှာတပလုံးခံစားရမှာချစ်တော်သူနဲ့ကိုယ်ကွင်းရခြင်းဆိုတာကိုတပလုံးခံစားတကယ်လို့များဟိုဗီဒင်စရာကဲ့အင်ရကောင်းတဲ့လူနော် မိဘလူကြီးတွေကလည်းသဘောတူတဲ့လူနဲ့ကိုလည်းအမှန်တကယ်နှစ်သက်မမြနှုတ်ပဲနဲ့ယူခဲ့ရရော မချစ်မနစ်သက်တော်သူနဲ့ပေါင်းဖော်ရခြင်းဆိုတဲ့ဒုက္ခကျုံ့မှာအဲ့တော့ချစ်တော်သူနဲ့ကိုရာကွင်းရတဲ့ဒုက္ခရဲ့မချစ်တဲ့သူနဲ့ပေါင်းရတဲ့ဒုက္ခရှိတယ်မချစ်တဲ့လူနဲ့ပေါင်းဖက်ရရင်ဒုက္ခကျုံမှာဖြစ်တယ်လို့ဆိုကြပါစို့လူကြီးမိဘတွေဘေးရင်ဆရာတွေကသဘောမတူလို့ယူခဲ့ရလို့ဒုက္ခကျုံမယ်ဆိုရင်လေဒုက္ခကျုံမှာပါပဲအဲ့တော့ ဒုက္ခကြုံမဲ့အတူတူကိုချစ်တဲ့ကိုတကယ်ဆုံးနဲ့မဲ့သဘောကျတဲ့သူနဲ့ပေါင်းဖက်ပြီးသားဒုက္ခခံကြပြီတော့ဟေးဒီစနေတွေဟုတ်လားနော်အဲ့တော့ဟာကိုဒုက္ခကိုရှာတယ်ဥပပြောပြောနော်အဲ့တော့ဒုက္ခရောက်မှချင်းအတူတူကိုချစ်တာလေးနှစ်သက်တာလေးပေါင်းမိတာဒုက္ခခံပြီတော့ကဲအခုကတော့ဘေးရင်ကိန်းခံအရာပြောမယ်အတူတူလူငယ်များကိုမြမမွေးတက်ကလေးကိုတီးပြီးတော့ခုနဲ့စားပါ မြန်မာလိုမွေးတဲ့ခုနဲ့နော်1300ဘဏ္ဍခုဆိုတဲ့ဥစ္စာဟာ1329လို့1336နော်1342လို့1350တို့စသဖြင့်ပေါ့ကိုယ့်ရဲ့မြန်မာလိုမွေးတဲ့မွေးတဲ့မွေးခုနှစ်ကိုခொနဲ့စားရမယ်ခொနဲ့စားတော့ပြည့်ကျွင်းနှစ်ကျွင်း3ကျွင်း4ကျွင်း5ကျွင်း6ကျွင်းစားလို့ပြတ်တဲ့3ညကျွင်းဆိုပြီးတော့အကျွင်း9ခုထွက်လာမယ်အဲ့ဒီအကျွင်းပေါ်မှာမူတည်ပြီးတော့ဗီရင်ကိန်းခံရပြောတာနော်အိမ်အောင်ဘက်ဒါဆိုရင်တော့ကောင်းနေတယ် စီးပွားတွဲလုပ်မယ်ဆိုရင်အဲ့ဒီလူတွေနဲ့ဆိုပို့အဆင်ပြေမယ်အကျိုးပေးမယ်ကန်ဆက်မယ်ဆိုတာလေးရွေးချယ်နိုင်အောင်လုပ်ပါကဲအဲ့တော့ကိုယ့်ရဲ့မြန်မာမွေးတက်ကလေးလေးတွေကိုယ့်ဟာကိုစားအောင်ဗျာလူငယ်တွေကတော့မဝေးလောက်သေးဘူးအပေါင်းတို့အမြောက်သားတွေလူကြီးတွေကတော့တွေ့ကြလက်တွေချိုးနော်အာခွန်တလီကွန်ခွန်တလီခွန်တလီ55ခွန်3 46တွေပါတွေရေကြပြီးတော့လူကြီးတွေကတော့ကိုယ့်ရဲ့မြန်မာမွေးတက်ကလေးကိုဒီခွန်နဲ့စားကြပါခင်ဗျာအကျွန်းခဏခုထွက်လာမယ်ဘာအကျွန်းလဲဆိုတာတွေ့ကြည့်နော်ဟာလား ဆိုတော့ဒီကျွန်းသမားတွေအိမ်တော်ဘက်ပဲရွေ့ရွေ့စီးပွားဘက်ပဲရွေ့ရွေ့ကြာတာပရိတောက်ကြစနေသားသမီးနဲ့ဆိုရင်ကိုအဆင်ပြေပါတယ်ကန္နာတော့ကိုကိုအဆင်ပြောင်းလို့ပေါ့နော်ဇေယောင်နေပြောတိုင်းအဆင်ပြေတယ်သူတို့သွားပြီးတော့ပြဿနာရှာမဲ့ဟာကြီးတော့သွားမလုပ်နဲ့ပေါ့နော်အဲ့ဒါကိရင်ခန့်အရာအဆင်ပြေတယ်ဆိုတာပြောတာကိုကအဆင်မပြေတော့ပြေမှာမဟုတ်ဘူးဟိုတစ်ဖက်ကအဆင်မပြေခြင်းလဲပြေမှာမဟုတ်ဘူးအဲ့နှစ်ဖက်အဆင်ပြေမှာနှစ်ဖက်လုံးတစ်ဖက်ဘက်ကအဆင်ပြေပြီးနောက်တစ်ဖက်ကအဆင်မပြေရင်လည်းပြေမှာမဟုတ်ဘူး ခုနပါလေတစ်ကျွင်းတဲ့မိတ်ဆွေများမြန်မာမျိုးတက်ကြီးကူတီခွန်နဲ့စားလို့တစ်ကျွင်းတဲ့မိတ်ဆွေများလူငယ်များကြာလာပြီးတောက်ကြစနေသားသမီးတွေဟာအိမ်အောင်ဘက်စီးပွားဘက်ဖြစ်နေရွေးချယ်တဲ့တဲ့မှာပါပါတယ်ပေရင်ကိန်းညာနော်ကဲနှစ်ကျွင်းဗာနေသားသမီးပြပြဗာနေသမီးပြဗာနေသားသမီးပြပြနှစ်ကျွင်းရင်အိမ်မှာဟာဖို့ခေါ်တာပေါ့မဟာဖို့မှာနှစ်ကျွင်းရင်တောက်ကြစနေတနင်္ဂနွေတွေနဲ့အိမ်အောင်ဘက်ကံစီးပွားဘက်ကံဖြစ်နေကံပိုစပ်ပါတယ်ခင်ဗျာဗီရင်ကိန်းရမှတ်ချက်ဗီရင်ကိန်းရနော်အဲ့ဒါ ခင်ရမိတို့ပြေဆိုစီကမူခင်ဗျားတို့ပုံမှာလည်းမူတည်တယ်အဲ့လိုသုံးကျွင်းသောမိတ်ဆွေများသုံးကျွင်းသောမိတ်ဆွေများသုံးကျွင်းရင် စနေတနင်္ဂနွေတနင်္လာအဲ့ဒါဟာဘဝမှာအိမ်အောင်ပဲစီးပွားပဲဖြစ်နေရွေးတဲ့နေသားတွေဖြစ်ပါတယ်ဗျလေးကျွင်းတဲ့မိတ်ဆွေများလူငယ်ပေါင်းများလေးကျွင်းရင်ကိုယ့်ဘဝရဲ့ဒေတင်ကိန်းကနေအချင်းပြေပါတယ်ဆိုမိသိမ်းပြပေးနေတဲ့အိမ်အောင်ပဲစီးပွားပဲတွေကတနင်္ဂနွေတနင်္လာအင်္ဂါဖြစ်ပါတယ်ဗျဒေတင်ကိုတနင်္လာအင်္ဂါ ်ငားကျွင်းနေတနင်္လာအင်္ဂါပုတ်တူးငားကျွင်းသမားတွေကတနင်္လာ အင်္ဂါပုတ်တူးသည်စူပွားပဲအိမ်တော်ပဲဖြစ်နေအောင်6ကျွင်းသမားတွေ6ကျွင်းသမားတွေကအင်္ဂါပုတ်တဟုကြာလာပြီအဲ့ဒါအိမ်တော်ပဲစူပွားပဲရွေးမယ်ဆိုရင်ချိန်စတဲ့နေ့ကပါတယ်နော်ထောက်ကျွန်းသမားတွေအင်္ဂါပုတ်တူးကြတာပဲစားလို့ပြတဲ့၃ညကျွန်းသမားတွေခွန်ကျွန်းတော့မဟုတ်၃ညကျွန်းသမားတွေကဗုဒ္ဓဟူကြတာပဲတောက်ကြအဲ့ဒါဒီအိမ်အောင်ပဲစီးပွားပေးဖြစ်နေတင်တော်ပါတယ်ခင်ဗျာ